ဒီသချင်းတော့လူတိုင်းကြားဖူးကြားလိမ့်မယ်လို့ထင်ပါတယ်။အခုတလော TikTok ပေါ်မှာအရန်ကိုနာမည်ကြီးနေတဲ့သချင်းပဲဖြစ်ပါတယ်။ကျွန်တော်နားထောင်ကြည့်ရတဲ့လောက်တော့ဒီသချင်းဟာမိုင်းတုံတောင်အကြောင်းနဲ့သူချင်းရတဲ့လူသားတယောက်ရဲ့အကြောင်းကိုတီးဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်လည်းမိုင်းတုံတောင်ရဲ့အကြောင်းကိုစိတ်ဝင်စားလို့လက်လမ်းမိတဲ့လောက်လေ့လာဖြစ်ခဲ့ပါတယ်။မိုင်းတုံတောင်ကကြတော့စကိုင်းတိုင်းဒေသကြီးမှာရှိရလို့လူပြောများကြပါတယ်။ကောလင်းခိုင်ဝမ်တုံမြို့မိုင်းတုံတောင်ပေါ်မှာရှိတဲ့ ဝိန်ပါခေါ်ကြောက်မြွယူဟောင်းအကြောင်းကိုကြားဘူးကြလားတော့မသိဘူးပေါ့နော်အင်ချီတထောင်းနဲ့ကြောက်ပေါင်းတထောင်လုံးကိုနမ်းဖွဲ့ထားရဆိုတာတကယ်ပဲလားဒါမှမဟုတ်ပါဇက်ရာဆွင်ပဲရှိခဲ့တာလားဆိုတာကိုကျွန်တော်နဲ့အတူတူဖြေရှားကြည့်လိုက်ရအောင်ပါဝန်တုံမြို့ကို အရင်ကဝိန်စေကြားမြို့လို့လည်းခေါ်ကြပါတယ်ဒီဝန်တုံမြို့ကိုတော့မိုင်းတုံတောင်ပေါ်ကပူပူကြီးကကောက်ွယ်ဆောက်ရှောက်ထားတယ်လို့သိရပါတယ် အရင်ကဝန်တုံမျိုးဟာအင်ချီတောင် ကြောင်းပေါင်းတက်ထောင်နဲ့အလွန်စီကားခဲ့ပါတယ်။နတ်ဖွဲ့ထားတဲ့ကြောင်းမျိုးယူဟောင်းမဖြစ်ခင်ဒီဝိန်ပါမျိုးဟာဒီမျိုးထဲမှာဘာရီပဲရောင်ရောင်အမြန်ဆုံးအကုန်ရောင်းထွက်ကြရပေါ့နော်။ဒါကြောင့်မျိုးနှစ်ဘေးအရာတွေကပါလာပြီးတော့မျိုးပေါ်မှာ စီပွားရေးဖောက်ကားကြပါတယ်။ဆိုတော့မျိုးကြီးကလည်းအရန်ကိုစီကားလာခဲ့ပေါ့နော်။ဒီနေ့မှာတော့ဈေးရောင်းတဲ့အဘိုးအိုတယောက်ကအိမ်ပြန်လမ်းမှာလမ်းဘေးမှာတွေ့တဲ့ခွေးတကောင်ကိုအိတ်ထဲထည့်ပြီးတော့ ဖမ်းခေါ်သွားတာကစပြီးတော့ဒီမြို့ကြီးကိုနတ်တွေကခလကာခုနှစ်ခုနဲ့ပိတ်ပြီးတော့ဖွက်လိုက်တယ်လို့သိရပါတယ်။နောက်တစ်ခါကျတော့ရွာခံတယောက်ရဲ့စကားအမှားကြောင့်ဝိဘာမြို့ကိုခလကာခုနှစ်ခုနဲ့ပိတ်ပြီးတော့ဖွက်လိုက်တယ်လို့လည်းသိရပါတယ်။ဘယ်အရာက အမှန်ဘယ်အရာကအမှားလဲဆိုတာကတော့မသိဘူးပေါ့နော်။ဒီမြို့ကလူတွေကအလှတတာတရားထက်တန်လွန်တာကြောင့်လာပြီးလာွယ်နေတွေမှာအိုးစီဘုံမောင်းတွေတီးခတ်ပြီးအလှအတန်းတွေပြုလုပ်ကြပါတယ်။ ဒါကြောင့်အခုလဲလာပြီးညခွယ်နေတွေဆိုရင်မြို့ကိုဖြတ်ပြီးစီးဆင်းနေတဲ့ချောင်းရီကလည်းအဲ့ဒီဘက်တွေမှာအိုးစီတန်တွေကြားရပြီးဆန်ဆဲရီလိုမျိုးဖြူနှင်းနှင်းအယံပြောင်းသွားတတ်တယ်လို့မြို့ကိုဖြတ်လျှောက်ဖို့ယင်ဖူးတဲ့သူတွေကပြောကြပါတယ်။မိုင်းသူတောင်ကအယံကိုနှံကြည်လွန်ပါတယ်။စကားမှားလို့လည်းမရဘူးလို့သိရပါတယ်။ ဒီမိုင်းသုံးတောင်ရာဇဝင်နဲ့ပတ်သက်ပြီးတော့လူတော်တော်များများကအမျိုးမျိုးပြောဆိုကြရပေါ့နော်တချို့ကဝန်းတုံမျိုးမှာနေထိုင်တဲ့သူတွေကဂမ်ဘီယာအမော်ဆန်းတွေတတ်ကြတယ်လို့ပြောပါတယ်ဝန်းတုံမျိုးကိုလည်းနတ်တွေကဖွဲ့ထားတာမဟုတ်ပဲလူတွေကဂမ်ဘီယာအစွမ်းနဲ့သူတို့ကိုယ်တို့သူတို့ဖျောက်ပြီးတော့နေထိုင်ကြရတယ်လို့လူတချို့ကတော့ပြောဆိုကြပါတယ်ကျွန်တော်လေးလာကြည့်ရတဲ့လောက်တော့အင်ချီတထောင်ကြာမန်းတထောင်ဖွဲ့ထားတယ်ဆိုရဲ့ ဝင်ပါမျိုးတော်ကအယံကိုလှုပ်ဝက်ဆန်းချပြီးတော့အယံပေါ်မှာစိတ်ဝင်စားစရာကောင်းပါတယ်။တခါတော့အဲ့ဒီနေရာကိုလိမ့်လာရေးကြီးထွက်ချင်တယ်ပေါ့နော်။အခုနောက်ခံသချင်းဖွင့်ထားတဲ့သချင်းတန်အားလည်းပေါ့နော်။ဝန်းတို့မျိုးအနီးနားမှာနေထိုင်ကြတဲ့ရွာသားတွေကတော်ရဲကိုထင်းခွေ သွားတဲ့အခါမှာတော်ရဲမှာဒီသချင်းတန်ကိုကြားရတယ်လို့ဆိုကြပါတယ်။ဆိုနေတဲ့သူကိုလိုက်ရှာတော့လည်းမတွေ့ရပဲသချင်းတန်ကိုသာကြားခဲ့ရတယ်လို့ဆိုကြပါတယ်။ တချို့ကလည်းဒီသချင်းတန်ကိုလူကိုယ်တိုင်ကတီဆိုထားတာဖြစ်ပြီးတော့မိုင်းသွန်ဘိုးဘိုးတယောက်အကြောင်းကိုဖွဲ့နှက်ပြီးတော့တီဆိုလိုတာကြောင့်ဒီသချင်းကိုဖွဲ့ဆိုထားတာဖြစ်တယ်လို့လည်းဆိုကြပါတယ်။ဘယ်အရာကအမှန်ဘယ်အရာကအမှားလဲဆိုတာကိုတော့မသိရဘူးပေါ့နော်။ဒီဝိန်ပါလို့ခေါ်တဲ့ကြောင်မြို့ဟောင်းရဲ့အကြောင်းကိုတိဖူကြဖူးတဲ့အကြောင်းအရာတွေရှိရင်လည်း comment မှာ မျှဝေပေးသွားလို့ရပါတယ်ဒီဗီဒီယိုလေးကိုလည်းဒီမှာပဲအဆုံးသတ်လိုက်ပါစေကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့သူတိုင်းကိုလည်းကျေးဇူးများတင်ရှိပါတယ် channel လေးကိုလည်း subscribe လုပ်ပေးသွားပြီးတော့ notification ခေါင်းလမ်းလေးလည်းနှိပ်သွားပေးဖို့လုံးဝမမေ့ပါနဲ့နော်ကြည့်ရှုအားပေးခဲ့ကြတဲ့သူတိုင်းကိုလည်းကျေးဇူးများတင်ရှိပါတယ် Thank you.